ဟယ်လိုအားလုံးပဲမင်္ဂလာပါ United ရှူကနေကြိုဆိုပါရစေ။ Samuel Lescar ရဲ့ report အရဆိုလို့ရှိရင် Manchester United တာဝန်ရှိသူတွေအနေနဲ့ပေါ့နော်။အတင်းအတွင်းပိုင်းပြောဆိုမှုတွေအရဆိုလို့ရှိရင်တော့ဒီယာဒီကိုအ ਨੇ ဆုံးပေါ့နော်။အ ਨੇ ဆုံးအဆင့်6အထိရဖို့မျှော်လွန့်မျှော်မှန်းထားကြတယ်ပေါ့။ဒီဥရောပဝင်ခွင့်ရမှလည်းຫນွေဈေးကွက်မှာဆိုလို့ရှိရင် transfer budget ပမာဏကိုတိုးမြင့်နိုင်မှာဖြစ်တယ်ပေါ့နော်။အလက်ရှိထွက်ခွာနိုင်ခြေရှိတဲ့ကစားသမားတွေစီကနေပြီးတော့လည်း အများဆုံးဆိုလို့ချင်းတပတ်ကိုပေါင်နှစ်တက်တမတသန်းတန်တဲ့လောက်ခတွေကိုရှော့ချနိုင်မှာဖြစ်တယ်။ဆိုတော့အတင်းတောင်းရင်ရှိသူတွေရဲ့ဘက်ကဒီယာဒီမှာဥရောပဝင်ခွင့်အ ਨੇ ဆုံးအဆင့်ချီအဆင့်6ရဖို့တိမျှော်လင့်ထားကြတယ်ပေါ့။ဆိုတော့ညီကတို့ဘလူမင်းကြလဲလက်ရှိလက်ရှိအတင်းအခြေအနေနဲ့ယာဒီကုန်တဲ့အခါကျွန်တော်တို့အဆင့်6ရောက်လိမ့်မယ်ရနိုင်လိမ့်မယ်လို့ကျွန်တော်တို့ထင်ကြလား။ဆွဆွနေကြပါဆိုတော့အသင်းရဲ့အဓိကရည်ရွယ်ချက်ဒီဥရောပကိုပြန်ပြီးတော့ဝင်ခွင့်ရဖို့ဖြစ်တယ်။ အကောင်းဆုံးဆိုရင်တော့ Champions League ဝင်ခွင့်ရဖို့ပေါ့အကယ်လို့သူတို့ကဘာလို့လဲသူတို့ရဲ့ရည်ရွယ်ချက်ကအမြင့်ဆုံးအဆင့်6မဟုတ်ဘူးအနှိမ့်ဆုံးအဆင့်6ပေါ့နော်အနှိမ့်ဆုံးအဆင့်6ဆိုတော့အဆင့်6အဆင့်5အဆင့်4အဆင့်3အဲ့ဒီမှာတနည်းအားကိုကျွန်တော်ရဖို့မျှော်လင့်ထားတယ်ပေါ့အဲဥရောပဝင်ခွင့်လို့ပြောတဲ့အတွက် Champions League ဝင်ခွင့်မရတော့မှထားပါတော့လေဥရောယူရိုပါလိပဲရပါတယ်ဆိုတော့ပုံစံမျိုးလေဖြစ်ကောင်းဖြစ်မှာပေါ့ဒါပေမဲ့ကျွန်တော်တို့ဝင်ခွင့်ရပါမလားအဆင့်6ကျွန်တော်ဝင်ခွင့်ရပါမလားလက်ရှိနီးပြအဖြစ်တဲ့ Ruben Amorim နဲ့ဆိုလို့ရှိရင်ပေါ့နော် အဲကျွန်တော်တော့မထင်ဘူးကျွန်တော်တော့မထင်ဘူးဆိုတော့အကယ်လို့အသင်းဘက်ကတကယ်သာလက်ရှိပေါ့နော်တို့ဒီ MO ရင်းနဲ့ပေါ့နော်ပတ်သက်ပြီးတော့ဆက်သွားမယ်ဆိုလို့ရှိရင်အဒီပရီးမီးယားလိမ့်မှာအဆင့်6ရောက်ဖို့ဟာလုံးဝမဖြစ်နိုင်ဘူးပူဆိုးတာကတို့အနေနဲ့ပေါ့နော်အဲတခု sorry အအခွင့်ရေးရှိတာကကောင်းတာတခုကတို့အဆင့်6ရောက်အောင်လုပ်လို့ရသေးတယ်အဆင့်6ရောက်အောင်လုပ်လို့ရသေးတယ်ကျွန်တော်ပြီးရတဲ့နေ့ကဗီဒီယိုမှာပြောသလိုပဲ အဆင့်6ရအောင်လုပ်လို့ရသေးတယ်။အဲ့ဒါဟာဒီလက်ရှိအချိန်မီပြောင်းလဲမှုတွေလုပ်တာပဲ။ပြောင်းလဲမှုတွေကိုကျွန်တော်အချိန်မီလုပ်မှလုပ်တာကအသင်းရဲ့အဆင့်6ရဖို့မျှော်လင့်ချက်ကိုကျွန်တော်အသက်ဘောလေးဆက်ပြီးတော့မျှော်မှန်းလို့ရစေလိမ့်မယ်။အကယ်လို့ MOD နဲ့ဆက်သွားတယ်ဆိုရင်ဒီနီးပြားနဲ့ဆက်သွားတယ်နီးပြားဖြစ်သူရဲ့ဘက်ကလည်းအပြောင်းလဲတွေမလုပ်ဖဲနဲ့ပေါ့နော်။အဲဒီတိုင်းကြီးပဲဆက်သွားတယ်ဆိုလို့ရှိရင်တည်ကြတယ်ကျွန်တော်အဆင့်6ဆိုတာကကျွန်တော် အဝေးပါကျွန်တော်တို့ကအဝေးပါဘာလို့လဲဆိုတော့အဆင့်1အာဆင်နယ်ထက်လက်ရှိကျွန်တော်ပိုကောင်းမနေသလိုအဆင့်2ချယ်ဆီထက်လည်းပိုကောင်းမနေဘူးအဆင့်3မန်စီးတီးထက်လည်းပိုကောင်းမနေဘူးအဆင့်4အက်စတိုမီလာထက်လည်းပိုကောင်းမနေဘူးအဆင့်5ပဲလစ်တက်လည်းပူကောင်းမနေဘူးအဆင့်6ဘရိုက်တန်တက်လည်းပူကောင်းမနေဘူးအဆင့်9ဆန်ဒလန်တက်လည်းပူကောင်းမနေဘူးအဆင့်7ဘုံမောက်တက်လည်းပူကောင်းမနေဘူးအဆင့်9ဆပါတက်လည်းပူကောင်းမနေဘူးဒါတော့မှနျူကာဆယ်တို့မလာသေးဘူးနျူကာဆယ်တို့ကရာသီကုန်ငယ်နည်းလေးကောင်းနေပဲဆိုတော့ကိုရီအနေနဲ့ အဆင့်6လောက်ကျွန်တော်ရကျင်နေဆိုလို့ရှိရင်တရားဒီလိုအနေထားနဲ့ကိုရီထက်ကောင်းတဲ့အသင်က9သင်းလောက်ပဲကျွန်တော်ရှိမှရမှာလောလောဆယ်မန်ချက်စတာယူနိုက်တက်ပူကောင်းတဲ့အသင်ကအနည်းဆုံး12သင်းလောက်ကျွန်တော်ရှိတယ်ပူကောင်းအောင်လုံနိုင်တဲ့အသင်က12သင်းလောက်တိကျွန်တော်ရှိတယ်ဘယ်လိုလို့အဆင့်6တိကျွန်တော်ဝင်မလဲဆိုတော့ကျွန်တော်ကကစားသမားအသစ်တွေဝယ်လိုက်ရင်အသင်ကကောင်းလာမယ်ထင်ကြတယ်တကယ်တော့မဟုတ်ဘူးကျွန်တော်အနေနဲ့ကျွန်တော်အများအပြားပြလို့ပဲကျွန်တော်လက်ရှိဒီနီးပြနဲ့ဆက်သွားတဲ့၍အတင်းရဲ့ရည်ရွယ်ချက်ဥရောပဝင်ခွင့်ဆိုတာမျိုးကမျောလင်းချက်မရှိပါဘူး ကျွန်တော်တို့ကအဲ့လိုမျိုးအတွက်လည်းတကယ်လို့ဘောနော်ဟာငါတို့ကတော့ဟေးပြီးခဲ့တဲ့နူရာဒီအပြောင်းရွှေ့မှာဆိုလို့ရှိရင်တန်း200ကျော်သုံးခဲ့တဲ့ခါကျတော့လာမယ့်နူရာဒီပြောင်းရွှေ့အတင်းတွက်အမှန်ကန်ပြောင်းလဲဖို့တက်အဆင်မပြေတော့ဘူးအဲ့တော့ငါတို့ငွေလိုတယ် transfer budget တွေလိုတယ်အဲ့တော့ဒီရာဒီ Champions League ဥရောပဝင်ခွင့်ရမကိုဖြစ်မယ်နော်အဲ့လိုမှမဟုတ်ဘူးဆိုငါတို့တို့ကပို့ပြီးတော့စိုးလိမ့်မယ်လို့ထင်နေဆိုရင်ပြောင်းလဲပါကျွန်တော်တို့ပြောင်းလဲမှရမှာပါကျွန်တော်တို့တွန်းဆုံနေလို့ကျွန်တော်မရဘူး ဒီအားဒီမှာ Norian Forest လို့ရှင်ကျွန်တော်တို့ဒါ foolish ဖြစ်တယ်ပဲပြောပြောဘာပဲပြောပြောဒီပြတွေအပြောင်းလဲလုပ်ထားတယ်အဲ့လောက်ထိသူတို့မတည်ငြိမ်ဘူးလီဗာပူးစင်က Everton ဟာကိုခန့်နေနှစ်ပွဲသုံးပွဲပြီးတဲ့နောက်မှာတန်ဟာရဲ့အခြေအနေကိုသိလိုက်ရတဲ့အခါချက်ချင်းထုတ်တယ်အရင်နောက်မကြသေးခင်မှာအခု Champions League မှာဆင်ပြေနေတယ် Bundesliga မှာပြန်ဆင်ပြေနေတယ်ကျွန်တော်တို့ကဒီနည်းပြနဲ့ဖြတ်တန်းနေတာ12လကျွန်တော်တို့ရှိပြီ Premier League နိုင်ပွဲ12ပွဲပဲကျွန်တော်ဖန်တီးနိုင်နေတယ်အဲ့ဒီနိုင်ပွဲ12ပွဲတွေမှာထိုက်ထိုက်တန်တန်ကျွန်တော်ကောင်းခဲ့လို့ရခဲ့တဲ့ပွဲကလက်ချိုးရီလို့သုံးပွဲမပြည့်ဘူး တချို့ကြီးလို့ကျွန်တော်သုံးမမပြုနော်ဆိုတော့အဲ့တော့ကျွန်တော်အနေနဲ့အဆင့်6ကို United ကအ ਨੇ ဆုံးဒီရာဒီကုန်တဲ့အခါရဖို့မျှော်လင့်ထားတယ်ကျွန်တော်တို့အပြောင်းလဲလုပ်နိုင်မှာရပါမယ်ကျွန်တော်တို့ဒီချိန်မှာအမှီပါသေးတယ်ကျွန်တော်ပြောပြတယ်12ပွဲပဲကျွန်တော်ကန်သေးတယ်အရင်နောက်မကြဖို့အရေးကြီးတယ်12ပွဲပဲကျွန်တော်ကန်သေးတဲ့အချိန်မှာကျွန်တော်တို့လက်ရှိ16မှတ်ရထားတယ်အဆင့်၄က Aston Villa နဲ့ကျွန်တော်ကြားထဲမှာ၃မှတ်ပဲကွာပါသေးတယ်ဒီအချိန်မှာကျွန်တော်အပြောင်းလဲလုပ်မယ်တကယ်ဘူး လူပြောမလဲအရင်ကြီးလမ်းပြန်ထွက်နေတဲ့ wall class နီးပြကြီးမလိုဘူးဗျာနော်လက်ရှိကိုအတင်းရဲ့လက်ရှိလူစင်းတွေကိုတကယ်အချိန်ကြီးကောင်းအောင်လုပ်ပေးနိုင်မဲ့အဲအကောင်းဆုံး performance တွေရအောင်ဆွဲတင်ပေးနိုင်မဲ့နီးပြမျိုးနဲ့ဆိုရင်ကိုပဲတကယ်ဒီလူစင်းရင်းတွေကအမင်းအဆင့်6တွင်အနည်းသူဝင်းကိုဝင်တယ်လက်ရှိကျွန်တော်လူစင်းရင်းကလက်ရှိ Ammonin ပြောတယ်လို့စိုးမနေဘူး Ammonin ဟာသူ့ရဲ့ကျွန်တော်ဘယ်နော်လုံနိုင်စွဲနဲတာကိုကာကွယ်ခြင်းတဲ့အခါကစားသမားတွေကိုပဲကျွန်တော်အမြဲတမ်းအပြစ်ဖို့လေးကျွန်တော်ရှိတယ် ီကောင်းလေးကကွင်းနေမပြေးဘူးလို့နော်ဒီကောင်းလေးမှာတိုက်ပွဲဝင်ခြင်းသိမရှိဘူးလို့ပရိသတ်အကြိုက်တွေကျွန်တော်တို့ကစားမားတွေကိုပြောပြီးတော့ဆွဲချတာအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကကိုယ်ကစားမားတွေကိုတကယ်တိုင်ပတ်တယ်ဒီလူစင်းဟာဘလို့မှအဆင်မပြေဘူးထင်ကြတယ်မန်ချက်စတာယူနိုက်တက်မှာ quality player တွေရှိပါတယ်ဆိုတော့တကယ်တကယ်အရေးချင်းရှိတဲ့နီးပြားတစ်ယောက်နေဆိုရင်လက်ရှိ12ပွဲကစားပြီးတဲ့အချိန်အဆင့်400အသင်းနဲ့၃မှတ်လောက်ပဲကွာတဲ့အချိန်မှာယာဒီကုံနာနဲ့အဆင့်6နဲ့အတွင်အနည်းဆုံးဥရောပဝင်ခွင့်ရအောင် United မှာလုပ်နိုင်ဆိုရင်ကျွန်တော်ရှိတယ် ဲ့ဒါကအပြောင်းလဲမှအပြောင်းလဲဖြစ်မှာပဲရှိမှာပါအခုလက်ရှိ MOD နဲ့တော့ကျွန်တော်တို့ပေါ့နော်ရှိမှာမဟုတ်ဘူးဆိုတော့ညီတို့ရောဘလူမင်းရလည်းလက်ရှိအတင်းရရှိမျောလင်းထားသလိုဥရောပဝင်ခွင့်အဆင့်6တော်အတွင်းဒီနီးပြဖြစ်သူတို့ပင် MOD နဲ့ရလိမ့်မယ်လို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုချစ်သီးများကြီးတင်ပါတယ်